ောက်ကွဲစစ်တက်တဲ့ဓာတုတထုအမှုအသေးဆောင်လာတဲ့မြန်မာငါးဖန်လီတစင်းကိုထိုင်းမြန်မာနယ်စပ်ရနောင်းရီပိုင်နက်ထဲမှာဖမ်းဆီးရမိခဲ့တယ်လို့အမှတ်သုံးထိုင်းရီတက်ကထုတ်ပြန်ပါတယ်ဧပြီလ10ရက်မနေ့9နာရီလောက်မှာရနောင်းခရိုင်တဲကကော့ချန်ကျော်နီမှာဖမ်းမိခဲ့တာပါ။လီဘော်မှာဓာတ်ရုပ်တတ်ထုအမှုပေါင်း86တန်ခန့်တည်ဆောင်လာခဲ့တာလို့ဆိုပါတယ်။လီသမားတွေကတော့ရနောင်းမြို့ကိုကုန်ပစ္စည်းပို့ဖို့ဝင်လာတာဖြစ်ပြီးသူတို့တည်ဆောင်လာတဲ့ပစ္စည်းတွေဟာတန်ဖြူဖြစ်တယ်လို့ထပ်ဆိုထားကြပါတယ်။ ဒါပေမဲ့လေပေါ်ပါပစ္စည်းတွေဟာဖောက်ခွဲရေးမှာထည့်သုံးနိုင်တာတွေဖြစ်နေတယ်လို့ထိုင်းရတထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ဒါကြောင့်တယ်ယူခွင့်မရှိတဲ့ပစ္စည်းတယ်ယူလာတဲ့အတွက်လေကို အာနာပိုင်တွေကရနောင်းစိတ်ကန်စီဖန်စီခေါ်ယူလာခဲ့တာလို့ဆိုပါတယ်။လက်တလောဖန်စီခံရတဲ့မြန်မာနိုင်ငံသားအရေးအတွက်ကိုတော့ဖော်ပြထားခြင်းမရှိသေးပေမဲ့ဓာတ်ပုံမှတ်တမ်းအရာဖန်စီခံရသူ9ဦးနဲ့အထက်ရှိနိုင်ပါရဲ့ရှင်။